မင်္ဂလာပါပရိသတ်လေးတို့ရေပရိသတ်လေးတို့အားလုံးကိုကျမရဲ့ Aura Garden Channel လေးကနေပြီးတော့အပြန်လဲကြိုဆိုလိုက်ရပါတယ်ကျမကတော့စစ်စစ်တဆတ်သူနန်းဖြစ်ပါတယ်ဒီနေ့မှလည်းပရိသတ်လေးတို့အတွက်ဆလံကလေးတစ်ပုဒ်ကိုရွေးချယ်တင်ဆက်ပေးပါမယ်ဒါကြောင့်ပရိသတ်လေးတို့က VPN လေးခံပြီးတော့မှဆလံလေးရဲ့အဆုံးထိကိုကြည့်ရှုအားပေးချပါအောင်နော်ရုပ်ရည်ကြီးကျမရဲ့ကောင်းတဲ့မှာအကျန်တစ်ခုပေါ်လာခဲ့ပါတယ်ကျမထပ်ပို့ပြီးတော့ကောင်းတဲ့ဒီဇိုင်းလေးကိုသူကသိမယ်ဆိုတာဘယ်လိုမှဖြစ်နိုင်ဘူးလေ ကျမကတေချာပါအတူကိုအနိုင်ရမှာပါအဲ့ဒီဒီဇိုင်းကကျမရဲ့ original straw ကိုကျမတက်တိပြန်မရပါလိမ့်မယ်နေကြပါအောင်နေကြပါအောင်ဆလာကအရှိန်ပါနေပြီဆိုတော့ကျမသိပါရယ်အရင်ဆုံးအကြောင်းဆုံးတိရအောင်လို့အစားကနေပြန်ပြီးတော့ပြပြချင်ပါရယ်ကျမနာမည်ကတော့ Emily လို့ခေါ်ပါရယ်ကျမကလေးဘွားအရွှေကလေးကဒီဇိုင်းဆွဲရတာကိုအရှမ်းဝါသနာပါပြီးတော့အစီအအထွက်တန်တဲ့သူတယောက်ပါဖေဖေတို့ဆိုရင်လည်းကျမကတစ်လွင်တဲ့ဒီဇိုင်းတွေကိုဆွဲပြီးနိုင်ကြတယ်လေ ဖဖေကကျမတို့မြန်မာအတော်စောအာခိတက်တယောက်ဖြစ်ပါတယ်။အခုဆိုရင်ကျမကလည်း interior design ပညာရပ်ကို college မှာတက်ပြီးတော့သင်ကြားနေတာပါ။ဒီလိုနဲ့ကျမရဲ့ကံကျမက New York ကိုရှာဖို့အတွက်ဖြစ်လာခဲ့ပါတယ်။ International design ပြိုင်ပွဲမှာကျမကဝင်ပါဖို့အတွက်ဖြစ်လာခဲ့တာပေါ့။ကျမအစပိုင်းမှာတော့အဲ့ဒီပြိုင်ပွဲကိုဝင်ပါဖို့အတွက်တော်ဆိုင်နေကြတာအမှန်ပါ။ဒါအောင်လုပ်နိုင်မလို့ငားနေတော့မထင်ဘူးနော်။မဖြစ်နိုင်တာဟာနေ့ရက်ဒီဇိုင်းတွေကအရှမ်းတပပြီးတော့အလုပ်ကအထင်ကြီးကြတယ်လေ။ ဒါကနေ့အတွက်ကမ္ဘာပေါ်မှာတပ်ပတ်ပေးနိုင်ဖို့အခုရေးပဲနော်။ဒါပေမဲ့လည်းဟာနိုင်ငံတကာပြည်မကူကိုပြိုင်တော့တခြားအရေးရှိရှိတဲ့တွေကလည်းအများကြီးပေါနေမှာဟာ။တကမ္ဘာလုံးကလူတွေလာကြပါလေ။အခုရေးကိုစောက်ကလည်းဆက်မှာဟာနေလုံနေပါရဲ့။သူကဒီလိုပြောလိုက်တော့ကျမတို့ရဲ့အားပေးမှုကိုကျေးဇူးတင်ရမလို့ပဲ။စမနိုင်သည့်ဖြစ်စီရှုံးသည့်ဖြစ်စီအဲ့ဒီပွဲမှာဝင်ပါမယ်ဆိုပြီးတော့ဆက်ပြစ်ချက်ချလိုက်ပါရဲ့။အနေဆုံးတော့ကျမရဲ့ဒီဇိုင်းကအဲ့ဒီပွဲမှာပါဝင်လာပြီးတော့အသိမှတ်ပြုတာခံရမှာပဲလေ။ မစခင်မှာပဲနယူးယောက်မြို့ကိုရောက်ရှိလာခဲ့ပြီးတော့ကျမဟိုတယ်ကန်းထဲမှာကျမရဲ့ဒီဇိုင်းတွေကိုစပြီးတော့ဆွဲခဲ့ပါတယ်။ကျမဒီပွဲမှာအနိုင်ရကျင်နေဆိုရင်တော့တခြားသူတွေထက်ဒီဇိုင်းကတာလွန်နေမှဖြစ်လိမ့်မယ်။ဟုတ်ပါတယ်။မရနိုင်ဘူးဆိုတော့အသိပေမဲ့လည်းအီမီကတော့ကျမကိုအများအားပေးနေတာ။ဒီတော့ကျမလည်းအနိုင်ရရှိနိုင်တာပဲဆိုပြီးတော့အတွေးအဆဝင်လာခဲ့ပါတယ်။တညာလုံးစ조사ပြီးတော့ရေဆွဲပြီးတဲ့နောက်မှာတော့ကျမအိုင်ဒီယာလေးတစ်ခုပေါ်လာခဲ့တယ်။နယူးယောက်မြို့ကြီးကိုနေထွက်လာတဲ့အချိန်ကျတော့မှကျမလည်းအိပ်ပျော်သွားဖို့ဆုတ်ဖြတ်လိုက်ပါတယ်။ ဟာနိုးလာတော့မှကျမလည်းရောင်းကိုထိမ့်လိုက်သွားခဲ့ပါရယ်။ပြန်ပွဲကကျမကိုမနက်9:00ရက်အတိရောက်လာဖို့အတွက်ပြောထားတာလေ။မဖြစ်ဘူး9:00ရက်တော့ထိုးတော့မှာ။ကျမလည်းတက်နိုင်သမျှအမြန်ဆုံးကိုယ့်ကိုပြင်ဆင်ထားလိုက်ပါရယ်။အခြေကဝင်သွားတော့မဲ့အချိန်ကျတော့မှပဲရုပ်တည့်တကားပတ်ဝတ်မှာအကောင်မလေးတယောက်နဲ့ဝင်တိုက်မိပါရယ်။အမလေးငါတောင်းမှမရတော့ငါရောင်းကိုအလောကြီးသွားလို့ပါ။ရှက်ပါရယ်မစိုးရိမ်ပါနဲ့နော်။ဒါနဲ့နေကဒီဇိုင်းပြပွဲကျင်းပါရယ်ဟော့ကန်စီကိုသွားမလို့မလား။ ဟုတ်တယ်လေ။နင်ကဘယ်လိုလုပ်ပြီးတော့တည်ရလဲ။ငါကလည်းအဲ့ပြောင်ပွဲတွေတယောက်ပဲလေဟာ။ငါနာမည်က Isbel ပါ။ဟုတ်လား။အာတွေ့ရတာဝမ်းသာပါရဲ့နော် Isbel ။ဒါဆိုရင်ငါတို့အတဲဝင်ချမ်းမလား။ Isbel ကကောင်းကျင်လိုက်ပြီးတော့နှစ်ယောက်သားအတဲကိုဝင်သွားပြီးတော့အခုနေရာမှာကိုထိုင်လိုက်ကြတာပေါ့။အဲ့ဒီလောက်ထိလူတွေအများကြီးလာပြန်လဲစမယ်လို့မထင်ထားဘူးနော်။ဒီလိုဆိုရင်တော့ပြောင်းပွဲကိုအနိုင်ရဖို့တော့အခွင့်အရေးကပူပူပြီးနေတော့သလိုပဲခဏနေတော့ထိုင်လူကြီးတွေကသူတို့ကိုသူတို့မိတ်ဆက်ကြပါရဲ့ ပြီးတော့ပြောင်းပွဲရဲ့စီမင်းစည်းကမ်းတွေအကြောင်းကိုကျွန်တော်တို့ကိုရှင်းပြခဲ့ပါတယ်။ရှာသည်ဥတုရထံကိုခန်းနိုင်ဖို့အတွက်ကျွန်တော်ရဲ့ဒီဇိုင်းတွေကပြုလုပ်ရမှာဖြစ်ပါတယ်။အထိမ်းမှတ်ပွဲတွေမှာကျွန်တော်ကဒီဇိုင်းတွေကိုပြတ်တာမှာဖြစ်ပြီးတော့အဲ့ဒီပွဲကိုနမကြီးရဲ့အခိတ္တပညာရှင်တွေလည်းတက်ရောက်ကြမှာဖြစ်ပါတယ်။အားလုံးကြီးညာပေးရနောက်မှာတော့ဒါလူကြီးတွေထွက်သွားတယ်။အရင်နောက်ပြောင်းမွေးတယောက်စီစီတန်ကလည်းသူတို့ရဲ့ project တွေကိုအတိအထိထုတ်ပြကြပါရစေ။နေပါအောင်။အချင်းကတိတ်မကြတော့ဘူးပဲနော်။ဟုတ်တယ်။ ငါလည်းဘလို့အပိတရမလဲဆိုတာစဉ်းစားနေတာငါလည်းအတူတူပါပဲခြားနဲ့ညီနောင်ကလည်းဖုန်းနံပါတ်လဲထားကြမလားတယောက်နဲ့တယောက်နဲ့မသိတော့ရှင်လှမ်းမဲပြီးတော့ကုညီပေးလို့ရတာပေါ့ကျွန်မလည်းသဘောတူလိုက်ပြီးတော့သူ့ကိုဖုန်းပေးလိုက်တာပေါ့ဖုန်းထဲမှာသူ့ရဲ့နံပါတ်ကိုရိုက်ထည့်ပေးပြီးတဲ့နောက်နောက်ဆက်နေပြီဖြစ်တာကြောင့်သူသွားရမယ်ဆိုပြီးကျွန်မကိုနှုတ်ဆက်သွားပါတယ်ကျမလည်းခဏနေတော့ဟောကိုင်းတဲ့ကတခြားသူတွေကိုစကားမပြောဘဲနဲ့တယောက်တည်းပဲထွက်လာခဲ့ပါရယ်။မျက်စိတမိတ်အတွင်းမှာရင်ပဲလေးရတာအချိန်ကုန်ဆုံးသွားခဲ့ပါရယ်။ ပုံစံကိုဆွဲလိုက်ပြီးတော့တစ်ဆုပ်သောပစ္စည်းတွေကိုအသုံးချပြီးတော့အတ္တိအဖြစ်နဲ့ဖန်တီးခဲ့ပါရယ်။အထူးသဖြင့်ကျွန်မတုံးခဲ့တဲ့ပစ္စည်းတွေကတဘာဝပါဝင်ခြင်းကိုထိန်းသိမ်းစေမဲ့ပစ္စည်းတွေဖြစ်ပါရယ်။ငါးရက်မြောက်နေ့မှာတော့ Ispel ကကျွန်မကိုစားပို့လာပြီးတော့ကော်ဖီအတူတောက်ဖို့ခေါ်ပါရယ်။ကျွန်မလည်းပြပြရွှေရွှေသဘောတူလိုက်တယ်။နောက်ဆုံးကျတော့ကျွန်မလည်းအေးအေးဆေးဆေးစကားပြောဖို့အတွက်အဖို့တယောက်ရခဲ့ပြီပေါ့လေ။ငါ့ကိုကော်ဖီခေါ်တတ်တဲ့အတွက်ကျေးဇူးပါတော့ Ispel ။ငါလည်းဒီဇိုင်းဆွဲနေနေပဲအချိန်နေကုန်နေတာခဏလောက်အနားရောက်သွားတာပေါ့။ ရပါရဲ့ဟာမဟုတ်ရင်တော့မှတက်တက်အနားယူနေရမှာ哦အထူးသဖြင့်ငါတို့က pressure အောက်မှာအလွတ်လွတ်နေကြမှာမလားအေးစစ်စစ် coffee လေးတက်ပြီးတော့ကျမတို့ရဲ့ project အဆောင်တွေကိုစကားစင်ပြီးပြောနေကြပါရဲ့နောက်ထပ်ရက်တွေဆိုတော့သူကျမကိုအပြစ်ထပ်ဖို့ခဏခဏပြောရတဲ့အပြင် design တွေကိုလည်းပြောင်းခိုင်းလောက်ခဲ့ပါရဲ့ကျမ design တွေကိုမေးခွန်းတွေအမြင်ရထုတ်ပြီးတော့အထပ်ပုံလေးရိုက်ပါသေးတယ်ဒါကြောင့်မင်းနောက်ဆုံးနေ့ကျတော့ကျမလည်းသူ့ကိုမေးလိုက်ပါရဲ့နေ့ရက် design ကတော့ဘလို့ဖြစ်သွားပြီလဲ ငါဒီဇိုင်းนี่လဲတော်တော်လေးကိုပြီးနေပြီဟာညီနဲ့ခါကြရဲ့နင်တို့အားလုံးအန်အောင်သောမဲ့ပုံစံမျိုးနဲ့ငါကဖန်တီးထားတာဟာသူပြောလိုက်တဲ့ပုံစံကကျမမှာနေရခတ်သွားတဲ့တစ္ဆောတစ်ခုရှိနေပါတယ်။ဒါပေမဲ့လည်းကျမတို့နေရမဟုတ်တော့ပါဘူးဆိုပြီးတော့ခေါင်းကိုရှင်းရှင်းမထားလိုက်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ကျမတို့နေရစလုံးကအဖျားရိအောင်မအလလွနေချရတာပဲလေ။ဝမ်းတလိုက်တာငါနေရဒီဇိုင်းကိုကြည့်ဖို့တော့မစောင့်နိုင်တော့ဘူး။ဒီလိုနဲ့နောက်ဆုံးမှာတော့ပြန်ပွဲနေ့ကရွှေလာခဲ့ပါတယ်။ ကျမလည်းစစ်လို့ရှာလို့လို့ရေးတုံးနေတာတော်တော်လေးကိုစိုးပါတယ်။တခြားသူတွေကလည်းသူတို့ရဲ့ဒီဇိုင်းနဲ့ idea တွေကိုအတိအသင့်ရှင်းပြနေကြပါပြီ။တယောက်စစ်စစ်ရဲ့ဖန်တီးနိုင်စွမ်းတွေကအရှမ်းကိုကောင်းလွန်နေပါတယ်။ကြီးရှုနေကြတဲ့ထဲလူချင်းတွေနဲ့အကဲပြတ်တဲ့သူတွေကလည်းမိခွန်းတွေကိုတယောက်ပြီးတယောက်မိမြနေကြတာပေါ့။ဒါပေမဲ့စမတ်တက်ပြောရမယ်ဆိုရင်တော့ကျမအကောင်းဆုံးလုပ်နိုင်ကြတော့တည်ချပါရယ်။ကြောက်ခင်မှာပဲ expelio အလျက်ကိုရောက်လာကြရယ်။ သူ့ရဲ့ဒီဇိုင်းကိုစကရင်ပေါ်မှာပြတ်သွားလိုက်တာနဲ့တပြိုင်တည်းအခန်းတစ်ခန်းလုံးကတိတ်ဆိတ်ပြီးတော့ငြိမ့်သက်သွားပါရယ်။အားလုံးကအားအသင့်ပြီးတော့အသက်ရှူဖို့တော့မေ့နေကြရယ်။ကျမလည်းအသက်ရှူရမတက်ဖြစ်သွားရယ်။ဘာလို့လဲဆိုတော့ကျမရဲ့ဒီဇိုင်းဖြစ်နေကြတာရှောက်ပါ။ကျမဒီဇိုင်းနဲ့တူရမှာလေတိတိမမလေးတွေရဆတထထဲကိုတူနေတာ။သူကကျမဒီဇိုင်းကိုခိုးသွားတာပဲ။ Inspel ကသူ့ရဲ့ project ကိုသိမ်းပြီးတော့နောက်ကျမကိုရှုံးမာတဲ့အပြုံးနဲ့ပြင်ပြလိုက်တာကျမလည်းသတိထားမိပါရယ်။ ကျမလောကမြုပ်ကြည့်နိုင်ဘူးကျမတို့ခင်ကရတငယ်ချင်းဆက်ရေးကအလောတရုံနေပဲလားလောကတိမခနဲ့တော့ကြောင့်ကျမလဲအဲ့ဒီခန်းထဲကထွက်ပြေးလာခဲ့ပါတယ်ဟောကန်းထဲမှာတရားထက်မတက်ရက်ပြီးတော့ခြေကွင်းနေခဲ့ပါတယ်ကျမမရုတ်တရက်စီကျမမစိတ်ကူးတခုရလာခဲ့တာပေါ့။အော်အခုတော့အားလုံးနားလည်သွားပြီ။သူကငါရဲ့ဒီဇိုင်းကိုခိုးပြီးတော့သူ့ရဲ့ပုံစံဖြစ်နေဟန်ဆောင်ပြီးတော့ဖန်တီးလိုက်တာပဲ။ဒီတော့ငါကလည်းတယောက်တည်းအကူညီမဲ့နေလို့မရဘူးလေ ကျမဟိုတယ်ကိုပြန်လိုက်ပြီးတော့ကျမဆွဲထားတဲ့ပုံစံဆောင်ရွက်တွေအားလုံးကိုရှင်းလိုက်ပါရယ်။သူကျမဒီဇိုင်းကိုခိုးသွားတယ်ဆိုတော့ကိုကျမအားလုံးအတွက်တက်တည်ပြဖို့ပါ။မကြခင်ကြရင်ကျမရဲ့အလှည့်ကိုရောက်တော့မှာပဲ။ဒီတော့အားလုံးကအားအသင့်နေပြီးတော့သူရဲ့ project ကိုဘယ်သူလာပြီးတော့နောက်ဆက်တာလဲဆိုပြီးတော့ကျမကိုဝိုင်းကြည့်ကြပါရယ်။အခုကရှုပ်ပွဲစတင်ရမယ့်အချိန်ပဲ။ကျမထိုင်လူကြီးတွေရဲ့စပွဲစီကိုသွားလိုက်ပါရယ်။ကျမရဲ့ပုံစံဆောင်ရွက်တွေအားလုံးကိုသူတို့ရှေ့မှာထုတ်ပြလိုက်တာပေါ့။အားလုံးကိုနောက်ဆက်ပေးပြီးတော့ဖြစ်ပျောက်သလိုဖြစ်သွားမယ်ဆိုရင်တောင်းပန်ပါရယ်။ ဒါပေမဲ့ဒီကိစ္စကိုကျွန်မဖြေရှင်းမှဖြစ်ပါလိမ့်မယ်။ Inspect ကကျွန်မစီကခိုးတော့ကြတာပါ။ဒီပုံစံလေးကိုကြည့်မယ်ဆိုရင်တော့ကျွန်မရဲ့ဒီဇိုင်းကသူနဲ့တထထဲစနေရကိုအသေးစိတ်မြင်ရပါလိမ့်မယ်။ဒါပေမဲ့သူဘလောက်ပဲခိုးချပါစေကျွန်မစီမှာပုံစံနဲ့ဒီဇိုင်းတွေရှိနေပါတယ်။သူသာတကယ်ဆွဲကြတယ်ဆိုရင်သူရောဒါတွေကိုပြနိုင်လား။ကျမတို့ကိုနောက်လဲကြည့်လိုက်တော့ဒေါသမောက်ထားနေတဲ့သူမျက်နှာကိုမြင်လိုက်ရပါတယ်။အဲဒီတော့မှဒါလူကြီးတွေကသူ့ကိုခေါ်လိုက်ပြီးတော့သူ့ရဲ့ပုံစံတွေကိုထုတ်ပြခိုင်းပါတယ်။ အစကတော့ညင်းဆက်ပြီးတော့အတုကိုသူကောက်ခွက်ပြီးနေပါသေးတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့ညင်းလို့မရတဲ့အစောထိုင်လူချီရွေးပြောလိုက်ပါရယ်။အသေးစိတ်ပုံတွေကိုလိုက်ပြီးတော့ရှင်းကြည့်တော့မှကျမရဲ့ဒီဇိုင်းကမူရင်းဖြစ်နေတဲ့စတာကိုသူတို့အလုံးလည်းနားလည်သွားပါရယ်။ Isbel လို့ထားတာကအသေးစိတ်မချပဲနဲ့ကျမစီကနေခိုးထားတယ်လို့မျိုးဖြစ်နေတာ။ Isbel မိမဒီလိုတူညီနေမှုအတွက်အပြည့်ရှင်းစရာများရှိပါသလား။ Isbel တယောက်တုံဆိုင်နေပါရယ်။တုံပြမှုအတွက်အရန်ကို ရုံးကပ်နေရပါရယ်။အာမဟုတ်ပါဘူးနော်။ ကျမသူ့ရဲ့ဒီဇိုင်းကိုတော့မိញမ်းခဲ့ပါတယ်။ဒါပေမဲ့သူ့စီဟာပုံတူမခိုးခဲ့ဘူးနော်။ကျမချိန်ပြောရပါတယ်။သူ့ရဲ့ဒီဇိုင်းကိုကြည့်ပြီးတော့ဒီလိုလေးပေါထားလိုက်ရင်အဆင်ပြေသွားမယ်လို့ပဲကျမတွေးခဲ့တာပါ။ဟုတ်ပါတယ်။ဒါလူကျူးတွေကလုံးဝကိုတိကျနေပါတယ်။ Isbel ရဲ့တုံ့ပြန်ချက်ကမခိုင်းမနေရကြောင့်သူတို့အမှန်တရားကိုနားလည်သွားပြီလေ။ Isbel မိရဲ့ဒီဇိုင်းကမူရင်းအဆင်မဟုတ်ဘူးဆိုတော့ငါတို့တွေ့ရတယ်။ပုံတူခိုးချတဲ့ strap ကတရားမဝင်တဲ့လောက်ရဖြစ်နော်။ ပြီးတော့ဒီလိုပြိုင်ပွဲမှာဒါမျိုးကိုလောကလက်မှတ်ခံနိုင်ပါဦးအဲ့ဒါကြောင့်ငါတို့ကလည်းမင်းကိုပြိုင်ပွဲမှာအရင်ချင်းမပြစ်မိဘူးလို့သတ်မှတ်ပြီးတော့ပြိုင်ပွဲကနေထုတ်ပစ်လိုက်ပါတယ် expect မျိုးလို့အပြုသားဖြစ်သွားပြီးတော့မယုံကြည်နယ်စရာကောင်းလောက်အောင်ပဲအရှမ်းကိုထွက်လန့်နေပါတယ်အခိုင်တကန်းလုံးကလည်းအားအသင့်နေပြီးတော့တီတိုတီတိုနဲ့ပြောနေကြတာလေနောက်ဆုံးသူလည်းလက်ညှိုးအရှုံးပေးလိုက်ရပြီးတော့အခန်းထဲကနေထွက်သွားပါတယ်ဒါလီကျူရီလည်းအခုတော့အမှန်တရားကိုနားလည်သွားတယ်ကျမကိုလည်းသူ့အစားတောင်းပန်နေကြပါတယ်အမလီ မင်းရဲ့ဒီဇိုင်းကလောအောက်ကိုအသစ်ဆန်းဖြစ်တယ်။မင်းကမူရင်းအစ်မန်စရော့ကိုမတိကြရတဲ့အတွက်လဲ sorry ပါကွာ။ရှက်ပါရယ်။အလောက်ကအဆင်ပြေသွားပြီဆိုတော့ကျမတို့လည်းအဆင်ပြေပါရယ်။ကြည်အမြတ်တိုက်မှုစရာကအမြဲတမ်းလိုအပ်ပါရယ်။ကျမတို့ဆိုကျမရဲ့အမှန်ကြောက်တဲ့တသက်ပြနိုင်ခဲ့ပြီလေ။ကျမရဲ့ကြိုးစားမှုနဲ့ဖန်တီးနိုင်စွမ်းအားတွေအတွက်အလောက်ကလည်းချစ်ကျူးနေကြပါရယ်။ဒီလိုနဲ့ပထမနေရာကိုလည်းရခဲ့ပြီးတော့ကျမကိုကျမလည်းအရန်ခိုယူခဲ့ရတာပေါ့။ ကျမစိတ်ကူးနေရတွေ့ခဲ့ရတဲ့ပထမဆုတ်ချီကအခုဆိုကျမစီရောက်နေပြီပထမဆုတ်ကိုယူရတော့မဲ့အခိုက်တက်မှာတော့ကျမကိုမိရောဆုံးတွေကချိန်ထိုးထားချပါတယ်ဒီကနေ့မှတဆင်ပေါင်းဆက်မှုတွေနဲ့အတူကွန်မြူနတီတွေကလည်းကျမကိုအခွင့်အရေးများစွာနဲ့ဆောင်နေပါတယ်ဂျာကအခုတော့ကျမဘဝအတွက်အဆပဲရှိပါသေးတယ်ဆလန်လေးကတော့ဒီလောက်ပါပဲရှင်နောက်နေ့မှလည်းဒီလိုချိန်မှာပရိုက်တော့လီရိုစီကိုဆလန်လေးတွေယူဆောင်လာပါဦးမယ်နော်တရားအစ်ကျန်တဲ့တွေတွေကိုပန်ဆိုင်နေကြပါစေရှင်